ဒီမသက်ဆွမ်းဖြစ်တဲ့အတွက်ဟိုသူများကိုအားကိုးရမယ်မိခွေရမယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ငါဒီအမိခိုကင်းကင်းနဲ့ရက်တင်နိုင်ရမယ်ဆိုတဲ့စိတ်ကိုအမြဲမွေးတယ်။ဒီကမနွားတွေလည်းအမိကွန်ကင်းကင်းနဲ့ရက်တင်နိုင်အောင်ကိုကိုကိုအားကိုးပါလို့အဲ့လိုမျိုးလေးမှတ်ချင်ပါတယ်။ဒီနေ့နေ့လေးမို့ရှင်နေ ိုချော်ထားလို့ကလင်းလူကြီးများအတွက်ဆိုကိုကိုပဲနော်။အညီမမျိုးနဲ့နာကြော်လို့ခေါ်ပါတယ်ဟုတ်အညီမကတော့အခုကတော့ရှင်မင်းသားဖောင်ဒေးရှင်းမှာလက်ရှိအဲ ဝန်ထမ်းပေါ့နော်။ဒါဒီပွဲမှာလည်းတင်နန်းသားအနေနဲ့လည်းညီမပါဝင်ပြီးတော့တက်ရောက်တယ်။ဘာလို့ဆိုတော့တင်နန်းသားရွေးချယ်တဲ့အချိန်မှာညီမဟိုဟာတက်ချင်တဲ့ဘာသာရက်တည်းရှိတယ်ပေါ့နော်။ဒီတည်းမှာဘာသာရက်တည်းအများကြီးတည်းမှာမှတက်ချင်တဲ့ဘာသာရက်လည်းရှိတဲ့အဲကိုလိုအပ်တဲ့ဘာသာရက်လည်းရှိတဲ့အတွက်ကိုညီမဝင်လျှောက်လိုက်တယ်။ညီမမှာညီမ selection ထဲမှာတော့ပါဝင်ခွင့်ရသွားတယ်ပေါ့နော်။အဲဒီတခုလည်းဟိုရေးချဲ့သွားတဲ့ဆရာဆရာမကြီးလည်းရန်ကျေးဇူးတင်ရပါတော့။နောက်တော့အကြတော့ညီမကဟိုယုံဟိုဝန်ထမ်းအနေနဲ့ဒီတင်နန်း မာနောက်ပိုင်းကနေပြီးတော့လဲဟိုလိုအပ်ချက်တွေကိုပေါ့နော်အဲဒီလိုပြောရမလဲအဲမြမကနောက်တန်းလိုပုံစံမျိုးပေါ့နော်အအစားတောင်းပိုင်းတို့ပြီးဒီနောက်ပိုင်းဒီ program အပိုင်းကနေတောင်းယူပြီးတော့ဆောင်ရွက်ပေးရတာတွေရှိတယ်ပေါ့နော်။ဟိုညီတို့တင်တဲ့မှာကြတော့အဲ့လိုပြောမယ် အစာအသောက်ဆိုလို့ရှိရင် tooting 1 lash အဲ့လိုမျိုးတွေရှိတယ်အဲ့ဒီအပိုင်းတွေဆိုလို့ရှိရင်အမှားနောက်ကနေတောင်းယူပေးရပါမယ်နော်တင်းနန်းသားတွေကတင်းနန်းစာနေပြရနဲ့ဟို break ဆိုတာနဲ့တခါလဲအဆင့်သေးစားလို့ရအောင်အဲ့လိုမျိုးလေးဆိုရင်ဒီဘက်ကနေပြင်ဆင်ပြီးတော့လှုပ်ထားပေးရတယ်ပေါ့နော်ပြီးကြတော့ညီမတို့ဟိုတင်းနှန်းသားတွေထဲမှာကြတော့ဟို mobility ကောင်းတဲ့သူလည်းရှိတယ် mobility ဟိုမကောင်းတဲ့သူလည်းရှိတယ်ပေါ့နော် mobile user တို့ဂျိုင်းတာ user တို့ဆိုလို့ရှိရင်အဲ့ဒီဟာအတွက်ဆိုလို့ရှိရင်တို့က အာအစားတောက်ကဥမာဘူဖေးထားပေးတယ်ဆိုတဲ့မှာတို့ဘာတို့ယူဖို့ခက်ခဲတဲ့ဟာတွေရှိတယ်အဲ့ဒါတွေဆိုလို့ရှိရင်ညီမတို့အာအဲ့လိုမျိုးထားမိရအောင်တို့တက်ပို့ပြီးတော့လွယ်ကူသွားအောင်ပေါ့နော်အဲ့လိုမျိုးပိုင်းရတဲ့အစင်းကြီးကြီးချီချောင်းမွေ့မွေ့နဲ့တင်တဲ့တခြားလူစိတ်ချမ်းသာတာနဲ့တို့ဟိုတက်ခွေရအောင်ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လို့အမပိုင်းရနေအစောရရစင်ပြအောင်လို့ဘိုင်းလုပ်ပေးရပေါ့နော်အဲ့လိုမျိုးโอเคပါခုတော့ဟောပါတော့ဒီတင်တဲ့ကနေပြီးတော့မှဒီမှာတက်ခွေရတယ်လို့ပြောတယ်ပေါ့တော့ ပြောမလို့ဒီကောင်ကဒီအကန့်တန့်နေတယ်ဟုတ်တယ်မလားအကန့်တန့်နေတယ်လေလောက်ထားတယ်ဒီဒါပေမဲ့အဲပြောမလို့ဒီတဲမှာပါပေါ်ပါလေတက်ခွင့်ရလိုက်တဲ့အခါကျတော့အဲညီမလေးနေနေရအောင်အာဘလုခါကလည်းဟုတ်အာပုံမှန်အားကြီးဆိုလို့ရှိရင်ညီမတို့ကညီမကကြတော့ပေါ့နော်တိတ်ပြီးမျောလေးနဲ့သေးတော့မပါဘူးဒါပေမဲ့ပါခွင့်ရရင်တော့အရင်ကောင်းပါပဲပေါ့နော်ဘာလဲဆိုတော့ဟိုဒီဘာသာရက်ကိုကိုလိုချင်တဲ့ဘာသာရက်တည်းလည်းဖြစ်တယ်ကိုစိတ်ဝင်စားတဲ့ဟာလည်းဖြစ်တယ်အဲ့လိုမျိုးပေါ့နော်အာအဲ့လိုမျိုးဆိုတော့ ဟိုရှောက်လိုက်တယ်လူတွေအများကြီးပဲရှောက်ကြတယ်အများကြီးရှောက်တာကြတဲ့အဲမှာမှာပေါ့နော်သူတို့ဟိုနေရာဒေတာအလိုက်ရောဒီလိုရှိရင်အစ်နေရရက်နဲ့ဟိုရွေးချယ်တဲ့ဆရာအဖွဲ့တွေကရွေးချယ်ထားတဲ့အဲမှာပေါ့နော်ကိုကပါတယ်လို့သိလိုက်ရတဲ့အချိန်မှာအရင်တော့ဝမ်းတာတယ်ဘာလို့လဲဆိုတော့ ဟိုပုံမှန်အဖြစ်ဆိုလို့ရှိရင်ညီမတို့ကဒီဘာသာရပ်တစ်ခုခုဒီတင်နန်းတစ်ခုခုတက်မယ်ဆိုလို့ရှိရင်ညီမတို့ဟိုဒုစဘပိုင်းအရာရောဘောနော်ကိုယ့်ရဲ့ဟိုဟာပေါ့အာလောစီဝါရဲ့အခြေအနေရမိသားစုအခြေအနေရဒီတင်နန်းတစ်ခုတက်မယ်ဆိုလို့ရှိရင်နောက်ကိုလှမ်းမကြည့်ပဲတက်ဖို့ဆိုတာအာဘယ်လိုပြောမလဲငွေကြေးပိုင်းဆိုင်ရာအားမဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကို cost တစ်ခုတစ်ခုဆိုလို့ရှိရင်ငွေကြေးရဲ့ပုံကျစရိတ်ကအများကြီးရှိတယ်ပေါ့နော်ဒီလိုမျိုးတက်ခွေရတယ်ဆိုတော့ကို လိုချင်တဲ့ပညာရက်ကိုဒီလိုမျိုးလုပ်ပေးတဲ့အဖွဲ့အစည်းလည်းရှိတယ်အဲ့လိုမျိုးလည်းရတယ်ဆိုတော့ဒါကိုရအောင်ယူနိုင်မယ်ကိုယ့်ရဲ့အခွင့်အရေးပေါ့နော်ငါတော်တော်ကြီးကံကောင်းလို့ပေါ့နော်အဲ့လိုမျိုးနဲ့စိတ်နဲ့ပေါ့နော်ဝမ်းလည်းရန်ဝမ်းသာတယ်ပေါ့နော်အဲ့တော့ဟိုကိုလိုချင်တဲ့ဘာသာရက်ကိုလည်းအခုဆိုလို့ရှိရင်ဘယ်လိုပြောရမလဲအဲ့တိန်နန်းတစ်ခုရိုးဟိုအရင်ကဆိုလို့ရှိရင်ငါဟိုဖက်နီဥပမာဖက်နီရှယ်မန်နေဂျမန့်တက်ချင်တယ်နော်အဲ့လိုမျိုးဆို punishment management တက်ဖို့တော့ဟိုအချိန်ပေးရမယ်ပြီးလို့ရှိရင်အဲ့ဒီအတွက်ကိုဟိုလုံလောက်တဲ့ငွေကြေးလိုအပ်တယ်အဲ့ဒီဟာကပြီးညီမတို့ကနေရဖြစ်တဲ့အတွက်ကြောင့်မို့အတင်းနဲ့တက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီရက်အသုံးစရိတ်တွေဘာညာဘာညာတိုးလို့ရှိရင်အများကြီးနဲ့ဒီစိုးတက်ဖြစ်ဖို့ကကြတော့အများကြီးစဉ်းစားရတယ်တင်းနဲ့တစ်ခုတက်မယ်ဆိုရင်ကိုလိုအပ်တဲ့ပြညာရဖြစ်ပြီးမယ်ဒီဟာကြီးကိုတက်ဖို့ကြတော့တွင်းနေရတယ်ပေါ့နော်အဲ့လိုအခုလိုမျိုးလေးဟိုရွေးချယ်တဲ့အထက်ပါသွားတော့ကိုယ့်အတွက်ဒီဟာတွေက risk တွေကအကုန် ကြသွားတယ်ဗျာနော်အဲ့တော့ကိုတို့လည်းအရင်ပေါ့ပါသွားတယ်ပြီးတော့ကိုလိုချင်တဲ့ဟာကိုလည်းဓာတ်ခနဲ့ရောက်သွားတယ်ဗျာအဲ့တော့အဲ့တော့အနိုင်ကျေစွတ်တင်ပါတယ်လို့ရေးချက်ပြီးတော့ဟုတ်အပေါ်မှာအပြရတာဒီတည်းမှာဘာသာရက်တည်းဆိုအန္တရာယ်ဗောနော်ညီမတို့ဆိုရင်ဟိုစီးပွားရေးအတွက်ဆိုလို့ရှိရင်စီးပွားရေးနဲ့တက်ဆိုင်နေအခုနောက်ပိုင်းဆိုအရင်ခေတ်စာနေ digital marketing ဗောနော် digital marketing ဆိုလို့ရှိရင်အရင်ခေတ်စာနေတဲ့အချိန်မှာကိုဒီဟာကြီးကိုတက်ဖို့ဆိုတာကိုစဉ်းစားလိုက်တဲ့အချိန်မှာ ဟိုကပြင်ပိုင်းကနေလေ့လာလို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ဒီလိုအသေးစိတ်မသိရဘူးပေါ့နော်။ဟိုနည်းနည်းပါးပါးသိတာလောက်ပေါ့1%လောက်သိတာကနေပြီဆိုလို့ရှိရင်ဥပစင်ဟောဒါဒီလိုပါလား။ငါဒီလိုလေး innovation လုပ်လိုက်ပို့ပြီးတော့တိုးတက်သွားမယ်။တို့ကဒီနည်းလမ်းလေးကိုပြလိုက်တယ်ဆိုတော့ကိုယ့်အတွက်ဘလို့ပေါ့နော်။အော်နည်းလဲဖောက်ပေးတယ်။ရှောက်ဖို့လည်းတို့ကဟိုကနဘေးကနေပြီးတော့ပတ်ဖို့ပြီးတယ်။ရအောင်လည်းတို့ကပို့ပြီးသားအဲ့ဒီမှာဟိုကအငဲနဲ့ရေရှည်တီမြန်းနေဖို့စူးစမ်းရမှာကိုယ်တောင်ဖြစ်သွားတယ်ပေါ့နော်။တို့ကအကောင်လုံးထည့်ပေးလိုက်။အားလုံးကိုပေးလိုက်တယ်ဆို ော့ကိုတိတော်ရီကလုံးဝအများကြီးဖြစ်သွားတယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲလုံးဝနည်းနည်းလေးဖိန်ကက်ကနေပြီးတော့ဟိုပြည့်သွားတဲ့ရေခွက်လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးပါဟိုဘယ်လိုဟိုဖော်ပြမယ်စကလုံးကဟိုတိတ်ပြီးတော့မတုံးတက်လို့ဟုတ်ကဲ့ပါစရိတ်ကကြတော့ခုမှဒီတင်ပြနေတယ်ပြောမယ်ဆိုတင်ကြပြီးစိတ်ဆမ်းမရလည်းရှိတယ်ပြီးတော့ပြောမယ်ဆိုရင်ကိုယ့်ရဲ့ဒီမှာတင်ကြီးအပေါင်းအသင်းတွေတော်တော်လေးလက်ရှိသွားတယ်ပြောရမှာပေါ့ဟုတ်ကဲ့ ကျုပ်ဒီဒီနေ့လေးတော့ဒီတကယ်ကြီးရလေးရသွားရဲ့ဆက်စပါးတွေလည်းတရားပြရပေါ့။မန္တလေးကဘယ်လိုမျိုးလဲဆက်စပါးတရားပြဆက်စပါးတွေကိုကိုင်းရယ်။အာဆရာဆရာမတွေကကြတော့လေအာတော်တော်လေးကိုဟိုဟာဘယ်လိုပြောမလဲအရန်ကိုပြေးရတဲ့ဘောနော်သူတို့ဟို ဆရာဆရာမချင်ဘူးလို့ပြောရမှာဘယ်တော့ညီမတို့ပြောမယ်ဆိုလို့ရှိရင်တို့တို့တည်သမျှအကောင်လုံးတင်ပေးတယ်ပြီလို့ရှိရင်လုံးဝဟိုအကြောင်းတအကြောင်းစတတ်တဲ့ခလေးကိုလက်ထက်တင်တယ်လို့လေအလိုစိတ်ရှိလက်ရှိနဲ့လည်းရှင်းပြတယ်ပြီးရင်လုံးဝရင်းရင်းနှီးနှီးနွေ့နွေ့ထွေးထွေးနဲ့ကိုကြိုးဆိုတယ်ဆက်ဆံတယ်ပြီးလို့ရှိရင်အိုစိတ်လဲရှိတယ်ပေါ့နော်ဆရာကြီးဆရာမကြီးအကောင်လုံးကနေမသိတာကိုမေဘယ်တော့မှဟိုဟာအော်ရှင်းရှင်းလင်းလင်းနဲ့တိတိကျကျရှင်းပြတယ်ဘယ်နှခေါက်ထပ်မင်းကြီး အရှင်းပြရတယ်အဲ့လိုမျိုးပေါ့နော်ဆိုလို့ရှိရင်ဟိုအကြံဉာဏ်ခေါင်းတွေကိုလည်းသူကဒါကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဘယ်လိုလေးလှုပ်လိုက်ဆိုတာမျိုးလေးပေါ့နော်အဲ့လိုမျိုးနဲ့ဟိုဒီကတော့စိတ်ရင်းစေတနာရယ်ပြီးရင်ဟိုကိုကျင်းစာတဲ့စိတ်လေးရယ်အဲ့လိုမျိုးတွေလည်းပေါ့နော်အအရန်နှွေးထွေးပြီးတော့အရန်ဟိုမဟိုပြိဝကြရဟုတ်နော်ဒီကဘာဆိုတော့အဒီနေ့မှာတော့ပြပါဆိုတာဒါဒေတာစီလက်ဘယ်လိုပြောရလဲဒါပြလို့မှာပေါ့နော်ကိုရီးယားကရရှိရပေါ့နော်ခမလေးနေတယ်ဘယ်လိုဖတ်တာဟုတ်အဲ ဝမ်းနာတာပေါ့ဝမ်းနာတာပေါ့ဆိုဘာလဲဆိုတော့အဲပုံမှန်အားဖြင့်ညီမတို့မတန်ဆွမ်းနေရကျတော့ limitation များတယ်ပေါ့နော်ဟိုဒီလိုမျိုးဟိုအထက်တန်းအောင်နေဟိုပွဲရတယ်ဆိုတော့ခံစားချက်မျိုးကကျတော့တောင်ရတိုင်ရမရှိကြဘူးပေါ့နော်ညီမတို့ရဲ့မတန်ဆွမ်းမှုအခြေအနေရဟိုကြောင်းတက်နိုင်ဖို့တွားဖို့လာဖို့အဲ့လိုမျိုးအခက်အခဲတွေအမျိုးမျိုးနဲ့အတားအဆီးမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးဟို graduation ကိုရလိုက်တဲ့အချိန်နေဖြစ်ရောက်ဖို့ဆိုတာညီမတို့အတွက်ကအသားစီးရအများကြီးနဲ့ဆိုတော့ဒီအသားစီးကိုမကြော်နိုင်တဲ့အချိန်မှာဒီလိုမျိုးဟာကညီမတို့အတွက်ရှိတာနည်းတယ်ပေါ့နော်မရှိတဲ့မရှိကြဘူးလို့မပြောရှိတော့ရှိကြတယ်ဒါပေမဲ့နည်းတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးလေးဆရာတို့ဒီရှင်မလာဖောင်ဒေးရှင်းနဲ့စီစဉ်ပေးလိုက်တယ်လှူဆောင်ပေးလိုက်တဲ့အချိန်မှာကျတော့အကောင်လုံးကဟို ဘယ်လိုပြောရမလဲဒီဝိဆောဒီ graduation ဒီ diploma လက်မှတ်လေးရရှိသွားတယ်ဆိုတော့အကောင်ကဝမ်းသာပီတီဖြစ်ကြတယ်မြမကိုတိုင်ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဟိုပုံမှန်အဖြစ်ဒီဝိဆောဝေရဖို့ဆိုတာတော်ရုံတွေးမိတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အပုံမှန်အဖြစ်အတွေ့ဆိုရင်ဟောငါတို့ကတော့ဆယ်တန်းမအောင်ဘူးဟောဝယ်မရဘူးအဲ့လိုမျိုးတွေနဲ့ပဲရှိတာပေါ့နော်ဒါပေမဲ့တစ်သက်လုံးမှာဒီလိုမျိုးအခြေအနေကြီးကိုရောက်လာဖို့ဆိုတာမျိုးကတွေးမထားဘူးပေါ့နော်ဒါပေမဲ့အဒီဘက်ကနေပြီးတော့ဒီလိုမျိုးလေးစီစဉ်ပေးလိုက်တယ်အဒီလို မျိုးပွဲလေးခက်ခက်နာနာနဲ့လုပ်ပေးတယ်ဘောနော်အဲ့လိုမျိုးတွေစီစဉ်ပြီးတော့လုပ်ပေးတဲ့အချိန်မှာအော်ဘယ်လိုပြောရမလဲဝမ်းသာတယ်တော်တော်လေးပြီးတော့ ဒီတီးလုံးကိုစကြတဲ့အချိန်နဲ့ဟောဘောပေါ့နော်အဲအရင်ဝမ်းပါတယ်ဘလို့ပေါ်ပြလို့မရဘောနော်ကိုမျက်ရင်အောင်ကြားတယ်ပေါ့နော်အရင်ကျေးဇူးတင်တယ်ပုံမှန်အပြည့်ဆိုလို့ရှိရင်ဒီအချိန်ဒီတော့ညီမတို့မှမရှိနိုင်ဘူးပေါ့နော်ညီမတို့အိမ်မက်မှာဒီဒီဟာကြီးကမရှိနိုင်ဘူးဆိုတဲ့ဟာမျိုးကတတ်တတ်ထားတာဟောအခုဆိုလို့ရှိရင်ဒါငါလုံးနိုင်သွားပြီပေါ့နော်အဲ့လိုမျိုးအားလေးလဲရတယ်ကိုကိုကိုလည်းပို့ပြီးတော့ယုံကြည်မှုတွေရှိလာတယ်ပေါ့နော် ဟိုပါဘောနော်မိသားတီပေါ့အဓိကတော့အမေပေါ့နော်အမေကိုရှေ့စီချင်တယ်အမေကကြတော့ဘလို့ငါတို့ဆင်အမေကဆင်ညာမသားဆိုတော့ဒီရှေ့စီချင်တယ်နမဲ့ဟိုဘလို့ညီမတို့ရဲ့ဟိုအနေထားရပေါ့နော်နေရနေဆိုတော့မိသားစု ရှိဖို့ကကြတော့ မချစ်တော့မချစ်နိုင်ဘူးနော်အမေဟိုဆရာတွေရှိတယ်တငငချင်းတွေရှိတယ်ဘောနော်အားတော့မမေဘူးဟိုညီမကတော့ဟိုလက်ရှိညီမတို့ရဲ့ဟိုခုအချိန်နေရတော့ဘောနော်ဒီပိုင်းစီးပွားရေးတစ်ခုဟိုတိတ်ပါဆက်လုပ်ကြကတော့မဖြစ်တော့မဖြစ်နိုင်သေးဘူးဒါမျိုးဒီလုပ်ချင်တဲ့ရည်ရွယ်ချက်ရှိတယ်ဘောနော်အဲ့ဒီအတွက်ကိုအတန်းနဲ့ဆိုရင်ဒါဒီလေဘောနော်လုံလဲလုံမှာပါဘောနော်လုံတဲ့ချက်ကြရင်အခုညီမရရှိသွားတဲ့ပညာရက်တရားညီမတို့အရင်အញ្ញမ်းပုံမှာအတုံးဝင်တဲ့ပညာရက်တွေဖြစ်တဲ့အတွက် င်ထားကြပါမယ်ဘယ်လိုနည်းနဲ့ဆွေးနွေးရမလဲအောင်မြင်လို့ဟိုဘယ်လိုဘယ်လိုနည်းနဲ့ပြလို့မလဲဒီမှာကြားချင်တာကျတော့ဒီမှာတို့ကဟိုဟာပုံမှန်ရေတက်စမ်းနေသူတော်တော်များများကြတော့ဟိုအားငယ်တက်ကြတာများတယ်ပေါ့နော်အဲ့ဒီအတွက်အားငယ်ကြမလိုပါဘူးတို့ညီမတို့ဒီဆင်ဆင်လို့စူးစမ်းနေလို့ရပေါ့နော်ဟိုစူးစမ်းနေရမယ်ပြလို့ရှိရင်ဟိုဟာတမီးလို့ဆရာကိုယ့်ရဲ့လုံလအခြေခံကိုတက်နေတယ်ကျင်းနေကိုယ်နဲ့တန်းလို့မကျင်းနေကိုယ်ထမ်းမြင်နေတယ် ဝဲလာအောင်အဲ့ဒါဆိုမြင်တဲ့သူကြည့်ပြီးအားငယ်ဖို့တော့မဟုတ်ဘူးပေါ့နော်ငါဒီသူ့လိုဖြစ်ရမယ်ဆိုတဲ့စိတ်ကိုယ်နဲ့ပေါ့ပါဝဲချေလို့လို့ဝဲကြိုးစားပါအားမငယ်ပါနဲ့လို့ဟိုဟာအနောက်ထပ်နောက်ထပ်ဒီလိုမျိုးဟုတ်တဲ့ပွဲတွေမှာလည်းဟုတ်ပါရဲ့ဟုတ်ပါရဲ့ ော်။ဘုရင်ဈေးကိုရှာဖို့ကြာပြီ။ဘုရင်ကဘုရင်လေးရိတ်တာပြီ။ဟုတ်။ဘာလို့လဲ။ဘုရင်လည်းပဲတတ်ပြီ။ဟုတ်။မတရားစီပွားရေးလုပ်ငန်းရှင်တွေနဲ့တငယ်ချင်းတွေအကုန်လုံးလဲ။ဟုတ်ကဲ့ဘာကြောင့် business လဲ။ဒီဆိုရဲဆိုလို့ရှိရင်။ဟိုကောင်းမွန်တဲ့ဟိုဟာစီပွားရေးလုပ်ငန်းလေးတွေကိုလည်းဖန်တီးနိုင်ကြပါတယ်လုပ်နိုင်ကြပါစေခင်ဗျာ။ဒီဆိုရဲတော့လူတိုင်းလူတွေကဟိုစံပုဂ္ဂိုလ်ဆိုတာရှိတယ်ပေါ့နော်။အဲရင်ထဲမှာညီမဆိုလို့ရှိရင်ညီမရဲ့ရင်ထဲမှာစံထားတဲ့ပုဂ္ဂိုလ်ရှိတယ်။အဲ့ဒီပုဂ္ဂိုလ်စံထားတယ်လို့ပဲလူတိုင်းကလည်းအဲ့လိုမျိုးပုဂ္ဂိုလ်တူ စံထားတဲ့ပုံကိုရှိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲဘယ်တော့မှအလဲကြမသွားဘူးအားငယ်မသွားဘူးပေါ့နော်အဲ့လိုမျိုးဟိုကြာချုံသွားတယ်လဲကြသွားတယ်စိတ်အောင်းနေနေတယ်ဆိုရင်တော့မဟုတ်ပဲဒါကဒီတိုင်းနေနေဘုံမဟုတ်ဘူးပေါ့နော်ပြန်ထားဘာလို့အဲမအနေနဲ့ကကြတော့ကိုဒီမတဆွမ်းဖြစ်တဲ့အတွက်ဟိုသူများကိုအားကိုးရမယ်မိခိုရမယ်ဆိုတဲ့စိတ်မျိုးရှိလို့ပေါ့နော်အမြဲတမ်းငါဒီအမိခိုကင်းကင်းနဲ့ရက်တည်နိုင်ရမယ်ဆိုတဲ့စိတ်ကိုအမြဲတမ်းမွေးတယ်အဲဒီကမနွားတွေလည်းအမိကွန်ကင်းကင်းနဲ့ရက်တည်နိုင်အောင်ပို့ ကိုအားကိုးပါလို့အဲ့လိုမျိုးလေးမှာချင်ပါတယ်